ဆရာကြီးမင်းသိန်းခါရဲ့ပျော်ပါတဲ့မောင်ပြည်သိန်းဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း၄မောင်ပြည်သိန်းဤကံကြမ္မာအခြေအနေသည်ပြောင်းလဲရန်အကြောင်းပေါ်ပေါက်လာလေတော့သည်အဘယ်သို့ပေါ်ပေါက်လာသနည်းဟုမူကားနေ့စဉ်နေ့တိုင်းကျင်းပမြဲဖြစ်သောရွှေဘော်တော်ဘုရားပွဲတော်ကြီး၌ဆက်ကဖွဲ့ကြီးကလာရောက်၍ပြသလေသည်မောင်ပြည်သိန်းတို့ဤစရာကြူးကြီးသည်မောင်ပြည်သိန်းတို့အား မင်းတို့ရည်ချင်းတွေကိုပြဖို့ခွင်လန်းပေါ်ပြီးဘကိုးပြပွဲမှာ Evergreen ဆိုတဲ့ဆက်ကတ်ကြီးလာလိမ့်မယ်ဆိုပဲအဲ့ဒီမှာမင်းတို့ရဲ့ရည်ချင်းတွေကိုဖော်ထုတ်ရမှာပဲဟုပြောလေသည်မောင်မီသိမ်းမှာမူနေ့စဉ်နေ့တိုင်းကောင်းကင်ဘားလွှဲခြင်းကြိုးတန်းလန်းလျှောက်ခြင်းကျွန်းပစ်ခြင်းစသောဆက်ကတ်လေးချင်းခန်းများကိုလေးချင်းနေရာညာတော်လဲဆက်ကတ်ပွဲကိုမူတစ်ချိန်တစ်ခါမှကြည့်ဘူးသူမဟုတ်ချေတို့ကြောင့်ဖျားပွဲတွင် လာရောက်ပြသမည် Evergreen ဆက်ကတ်ဖွဲ့ကြီးအားအမျော်လင့်ကြီးမျော်လင့်နေလေတော်သည် မောင်ပြည်သိန်းနှင့်တိုင်းပေကြီးတို့သည်လက်ကျင်ကန်းများကိုပို့၍လောက်ကြ၏၎င်းတို့၏ဆရာအကျူဖိုးကြီးကပင်တော်ယုံလောက်ကြပါကွာဟု၍ပြောอยู่ရလားအောင်လက်ကျင်ကန်းများကိုစူးစမ်းလောက်ကြပေသည်ဤသို့နှင့်ပင်ရွှေဘော်တော်ဖျားပွဲတော်အခါကြီးရောက်လာလေတော့သည်ထိုပွဲတော်ကြီးတွင်ဇက်ဖွဲ့များအငိမ့်ဖွဲ့များနှင့်စီကားတိုက်မြိုက်လာလေသည်ထိုထဲတွင် Evergreen စက္ကပ်အဖွဲ့ကြီးမှပွဲတော်ပြိသက်ကြီးစိတ်နှလုံးကို အယူကျုံနိုင်ဆုံးဖွဲ့ကြီးပင်ဖြစ်လေတော့သည်ဂျူဖိုးကြီးကစက္ကပ်ကိုတွားကြမဲ့ဟိတ် ဘာမီတော့ဝေးခဲ့ကြအစားလည်းမစားခဲ့ကြနဲ့အခွင့်အရေးရတာနဲ့ဝင်းပြီးပြရမှာပဲဟုမောင်ပြီသိန်းတို့အာမကြလေသည်မောင်ပြီသိန်းနှင့်သိန်းဖယ်ကြီးတို့လည်းစကတ်စတီယာမီအရေးအတွက်ပျော်ရွှင်နေကြလေသည်မတူမရှိဘောင်းဝင်များကိုလည်းဝစ်ဆင်ထားကြ၏မီးတွန်းချိန်တို့ရောက်သောအခါ၌၎င်းတို့သုံးသားသည်ဖျားပွဲတော်ရှိရာသို့သွားကြလေသည်ဂျူးဖိုကြီးအားလက်တွန်းလေးလေးနှင့်နှစ်ယောက်သားတွန်း၍ခေါ်ခဲ့ကြလေစကတ်ယုံတို့ရောက်သောအခါ၌ဂျူးကြီးကပတ်စံထုတ်ပြေးပေးပြီးလင်သိန်းဖယ်ကြီးအားလက်မှတ်ဝဲခမ်းလေသည် ဒိဗေကြီးကလက်မှတ်ဝယ်ရလေပြီးရင်၃ရောက်သားယုံတွင်းသို့ဝင်၍ဆက်ကတ်စွဲကိုကြည့်ရှုကြလေသည်ပထမဆုံးပြသောပြကွက်မှာဆက်ကတ်အဖွဲသူအဖွဲသားများထွက်လာပြီးရင်ပြိတ္တအားဂါရဝပြုလေ၎င်းတို့နှင့်အတူကြောင်ကြောင်ကြားကြားနိုင်လာသောအင်ကြီးပွားဘောင်းမိပွားကြီးများဝတ်ဆင်၍နှာခေါင်း၌ဈေးနီဆိုထားပြီးရင်အုတ်ထုတ်ချွန်ချွန်ရှည်ရည်ကြီးဆောင်းထားသောကလောင်ကဆက်ကတ်လူရှင်တော်ကြီးနှစ်ဦးကပြိတ္တများအားဂါရဝပြုပြီးသည့်နေ့တပြိုင်နက်တည်း တူးဖို့တူးကြီးကရုတ်တရက်တူးဤပခုံးပေါ်သို့တူးကခုန်တက်ပြီးလင်နောက်ကျွန်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်ဤပြွက်ကမှာစင်စင်အပြင်ထူးဆန်းသောပြွက်မျိုးမဟုတ်ချေတို့ရရင်ထိုးပြွက်နှင့်တဆက်တည်းပြသောပြွက်မှာမူပရိသတ်ဖို့လွန်ဆောင်မှနှစ်ချိုက်ဝယ်ကောင်းသောပြွက်ဖြစ်လေသည်ကလောင်းတူးသည်တက်လက်စီဆိုသလိုတူးဤပခုံးပေါ်သို့တူးတက်ကကျွန်းထိုး၍နေရာမှာရန်ဖြစ်ကြလေတော့သည်ရန်ပြည်ုံများမကတူးနှင့်တူဖက်လုံးကတပ်ပုတ်ကြလေထို့သောတပ်ပုတ်နေရင်မိတို့မိပုံဖြစ်သည်မသည့် ကလောင်တူအပြင်အခြားကလောင်တူထက်တိုးလာတာ၃ယောက်သာတပ်ပုံနေခြင်းပင်ဖြစ်သည်ထို့သော၃ယောက်သာလုံလထွေလာတပ်ပုံနေရမှာအခြားကလောင်တူသည်မျက်စိရှေ့၌ပင်ပေါ်ပေါက်၍လာပြန်လေသည်ထို့ကြောင့်မျက်စိအောင်၌ပင်ကလောင်၄ဦးဖြစ်၍သွားကအကျိတ်နှင့်တပ်ပုံနေပြန်၏ထို့သော၄ယောက်သာတပ်ပုံနေရမှာပြုံးကနေရလိုက်နေသည်ထို့သောပြုံးကနေရလိုက်သည်နှင့်ကြံကလောင်တူကရုတ်တရက်ပျောက်သွားပြီးမူလကလောင်တူသာကြံရည်လေတော်သည်ထို့ကကြမှာပင်ကလောင်တူက၎င်းတို့ကြော၌ ဂျိတ်ဖြင့်တွဲ၍ထားသောကလောင်းဝိဇုံပုံများကိုပြိတ္တအားပြသလေတော်သည်စင်စင်အပြင်စင်မော်ရင်ကလောင်းဥသာရှိပေသည်၎င်းတို့၏ကြော၌ကလောင်းဝိဇုံအပေါ်တစုံစီချဲ့၍ထားလေသည်ထိုဝိဇုံများကိုပင်၎င်းတို့ကဟန့်ပါပါဖြင့်ဖက်လုံးတပ်ပုတ်ပြခြင်းဖြစ်လျာပြိတ္တ၏မျက်စိ၌လေးယောက်တပ်ပုတ်နေတဲ့ကဲ့သို့ထင်ရလေပြိတ္တသည်သဘောကျလွန်သောကြောင့်လက်ခုပ်အောပါမဆဲတမ်းပေးကြလေသည်ထိုကမောင်ပြသိန်းကကျွန်တော်မျက်စိရလူလေးယောက်အောင်းဝင်နေတော့လက်ဆက်တော့ သူတို့အင်ကြီးတွေနဲ့သူတို့သူတို့ဘာသာနဗန်းတန်နေတာကိုဟုပြောလိုက်ရာဂျူးကြီးကအဲ့ဒီပြွက်ကတိတ်ပြီးကောက်တော့ဘောကွာတကယ်မဟုတ်တာကိုတကယ်လို့ထင်အောင်အမှုရနဲ့လှုပ်ပြရတာကွာသူဟာဆက်ကပညာထဲမှာတော့မပါဘူးဒါပေမဲ့ဆက်ကစတော်တော်များများကဒီပြွက်ကိုအသုံးပြုနေရတယ်ဆက်ကစတဲကကလောင်းဆရာကြီးတွေကဒီလိုပြွက်မျိုးကိုဖော်ထုတ်ဖို့အမြဲစဉ်းစားနေရတယ်ကွာမင်းတို့ကိုယ်တိုင်ကလောင်းဖြစ်သွားရင်လည်းဒီလိုပြွက်မျိုးတွေမွေးဖွားပေးရအောင်ပါပဲဟုပြောလိုက်ရာမောင်မြင့်သိန်းက ဒီခန်းကြီးတွေကလူပြည့်ကြီးတွေမဟုတ်လားဟုမေးလိုက်လေအေးဟုတ်တယ်လူပြည့်ကြီးတွေပဲဆာကတ်စ်မှာကလူပြည့်ကြီးတွေကဆရာကွာသူတို့ကဆာကတ်စ်တူလုံးကိုထိန်းသွားရတာဆာကတ်စ်ပညာရှိကြီးတွေပေါ့ကွာဟုဂျူဖိုးကြီးကပြောလိုက်လေတမျိုးပဲနော်လူပြည့်ကိုဆရာတင်ထားတာ우ဟုမောင်မြသိန်းကပြောပြီးနောက်ထပ်ပြသောပြွက်ွက်များကိုဆက်လက်ကြီးရှုနေကြလေသည် Evergreen Circus ဝယ်ကြီးသည်နာမည်ကြီးအဖွဲ့ကြီးဖြစ်သည့်အားလျော်စွာထူးခြားဆန်းသင့်သောပြွက်ွက်များကိုတစ်ခုပြီးတစ်ခုပြသနေလေသည် မောင်မြင့်သိန်းဒီပါဇက်အောင်သာပြင်ကြီးချွနေုံမြမက၎င်း၏စိတ်၌လည်းကောင်းငင်ပါပေါ်သို့ပြေး၍တက်သွားခြင်းစိတ်များကျိုးတန်းပေါ်သို့တက်၍လမ်းလျှောက်ခြင်းသောစိတ်များတပွားပွားပေါပေါနေလေတော်သည်ဂျူးဖိုးကြီးနှင့်သိန်းဖယ်ကြီးတို့ကိုလည်းမကြာခဏလှဲ့၍လှဲ့၍ကြီးချွနေလေ၏ဂျူးဖိုးကြီးမှမူစေးနံကောက်ကောက်ကြီးကိုခဲ၍အိန္ဒိယစွာကြီးချွနေလေသည်သိန်းဖယ်ကြီးမှမူလက်ဘွားနှစ်ဖက်ကိုပုံရင်ကြီးချွနေသည်ကိုမောင်မြင့်သိန်းတတိပြုမိလေ၏ထိုချိန်၌မှာပင်ဆက်ကအဖွဲမှနောက်တစ်ဖန်တင်ဆက်မည် ပြကွက်စံတစ်ခုအတွက်အပါတိုင်းကျင်းညာလေးတော့သည်ရွှေပွဲလာပြိတ္တံမြောက်ခမြော ယခုမကြာမီမှာတင်ဆက်မဲ့အခန်းကတော့ရှက်ကပုံမပြောစရာဆိုတဲ့ပြကွက်လေးတစ်ကွက်ပဲဖြစ်ပါတယ်။တကယ်လို့များကျွန်တော်များ Evergreen ဖွဲ့သားများဟာရွှေဘောလာပရိသတ်များကိုရှက်ကပညာနဲ့ဖြောပြင်းအိုမိရင်ရောလာပြီးနောက်ဆုံးတနေ့မှာလူ့ဘဝမှာမနေရဘဲနဲ့စုတေကွယ်လွန်ရရင်နှက်ပြီး၆တပ်ပြမပြီး20ကိုလည်းမရောက်ချင်ပါဘူးခင်ဗျာ။ကျွန်တော်များရှက်ကဖွဲ့သားများအတွက်တည်တံ့ဘုံလေးတစ်ခုရှိမယ်ဆိုရင်အဲ့ဒီရှက်ကဘုံလေးမှာပဲဆက်လက်ပြီးရှက်ကပြနေခြင်းပါတယ်ဆိုတဲ့အတိတ်ပဲပါပဲခင်ဗျာ။ ထိုကြီးညာချက်ပြီးဆုံးသည့်နေ့တပြိုင်နက်တည်းထိုဆက်ကရင်ပါဝင်သည်များသောမိမယောက်ျားကလေးကလားများသောမကစိတ်လိမ်မာများခွေးလိမ်မာများအားလုံးသည်ပြိတ္တရှိမှသို့ထွက်လာပြီးလင်မျိုးမျိုးပုံပုံသောဘာကျုံများကိုပြသကြလေ၏တီဝိုင်းအဖွဲ့မှလည်းပျော်ရွှင်မြူးထုဝဲကောင်းသောတီလုံးများကိုတီးပေးကြလေ၏ထိုပြခွက်ကိုကြည်ရသည်မှာပင်ပြိတ္တမှ၎င်းတို့နှင့်တူရောရွေ့ ပြောရွှင်လာလေတော့သည်ဆက်ကတန်းတွင်ပါသောလူပေါင်းသည်ကျိုးတန်းကြီးကိုတစုတဝေးတပြောတပားကြီးရှောက်ကြလေဒုကိုဒုဖေးမကူညီကြ၏တရွာမတရွာသူပြောင်းရွှေ့လာသောခီးတယ်များကိုတွေ့မြင်ရသည့်အလားအော့အော့ကြက်ကြက်ရှိလာလေသည်တီဝိုင်းမှလည်းမြန်မြန်ဆန်ဆန်ကြီးတီးပုတ်ပေးနေမောင်ပြီးသိန်းသည်ထိုပြောက်ွက်ကိုကြည့်ရင်မယိုးမယွာဖြစ်၍နေလေတော့သည်နောက်ဆုံးတွင်၎င်း၏စိတ်ကိုမထိန်နိုင်တော့ဘဲပြိသက်တွင်မှထား၍ဆက်ကသမားများထံပြေးသွားပြီးလင်ကျိုးတန်းပေါ်သို့တက်လေတော့သည်ပြိသက်များလည်းကြည့်နေတော်သူများတွင်မှ ဇက်ကသမားများထံတက်သွားသောလူငယ်လေးတူဟာစိတ်ဝင်စားယုံမြမကအားပေးကြလေတော့သည်ကျိုးရမ်းပေါ်တွင်စီ၍လမ်းလျှောက်နေကြသောဇက်ကသမားများသည်ပင်မောင်ပြီသိန်းကိုအံ့ဩကလှက်ကြည့်ကြလေတော့သည်မောင်ပြီသိန်းသည်ကျိုးရမ်းပေါ်သို့တက်လေထို့သို့တက်ရာတွင်ဇက်ကတွင်မှမိန်းကလေးတူကလက်လန်းပေး၍မောင်ပြီသိန်းအားကြိုဆိုလိုက်လေသည်ပရိသတ်မှလည်းသဘောကျကလက်ခုပ်တီးကြလေတော့ဤမောင်ပြီသိန်းလည်းကျိုးရမ်းပေါ်သို့တက်ခါအများနည်းတူလျှောက်လေသည်ဤသို့ကျိုးရမ်းလျှောက်နိုင်ခြင်းကိုပင်ပရိသတ်ကများစွာ သဘောကျနေကြလေသည်အရက်သားတူဆက်ကသမားများနီးတူကျိုးရမ်းရှောင်နိုင်ခြင်းကြောင့်လည်း၎င်းတို့၏စိတ်တန်တန်တွင်၌ခုံယူလျက်ရှိကြလေသည်မောင်ပြီးသိန်းဤရှိမှခလောင်းကလည်းမောင်ပြီးသိန်းဘက်သို့လှဲ့ကလက်ကိုဆွဲ၍နှုတ်ဆက်လေဤသည်ကိုလည်းပြိတ္တကသဘောကျ၍လက်ခုပ်တီးပြန်လေသည်မောင်ပြီးသိန်းသည်၎င်းအားလက်လန်းကြိုခဲ့သော၎င်းနှင့်ရွယ်တူမိန်းကလေးအားမျက်နှာရည်မျက်နှာကဲဖြင့်အချက်ပြလိုက်ပြီးလင်အကောင်ပေါ်သို့လှမ်း၍တင်လိုက်လေထိုချင်းရာကိုကြည့်၍ခလောင်းအူကလက်ခုပ်အော်ပါပေးလေတော့သည်ပြိတ္တကြီးမှမူ နာကွယ်လူမတက်ဩဘာပေးလေတော်ဤထို့ကြောင့်ဆက်ကယုံကြည်ဤနောက်ပိုင်းတွင်ရင်းနှွေးချမ်းတောက်၍နေသောဆက်ကမန်နေဂျာဥသာရောပင်လင်ဟာဘလို့ဖြစ်ကုန်တော်တော့ဒီညပွဲကြလာကြည်လားဟုပြောလိုက်ရာအနီးမှာထမင်းချက်ကန်သားဆိုသူကပရိသတ်ထဲကကောင်းလေးတကောင်အပွဲထဲတက်လာပြီးကျိုးရန်ရှောင်းနေလို့ပြောအဲ့ဒါကိုသဘောကျနေကြတာဟုပြောလိုက်လေဒုကာမန်နေဂျာဥသာရောကထွက်၍ကြည်ရလေတော်သည်ပေါင်ပြီးသိမ့်မှမူဆက်ကသမားများနဲ့တပေါင်းတစည်းတည်းဖြစ်၍သွားပေပြီကလောင်းနှူးက၎င်းအားကန်မြောက်လိုက်ကြ၏ ။မာမီသိန်းကလေထဲတွင်လွင့်၍ပါသွားပြီးပြန်၍ကျလာသောအခါတွင်ကလောင်တူ၏ပုံခုံးပေါ်၌ကိမိကောက်ထောင်ရက်သာကျလေတော်သည်။ပရိသတ်ကဩဘာပေးလေထိုပြခွက်သည်ဥဟော်တောင်းနှင်းစူးစူးညံ့ညံ့ဖြင့်ပြီးဆုံးသွားလေတော်သည်။ထိုပြခွက်ပြီးဆုံးသွားသောအခါမာမီသိန်းကအောက်သို့ပြန်စည်းမည်ပြုတွင်ကလောင်တူက၎င်း၏လက်ကိုဆက်ကနေဖမ်းဆွဲထားပြီးလင်အောက်ပါတိုင်းတူတူလေးပြောလိုက်လေသည်။ဟေးကောင်းလေမရှိနဲ့လေကွာမင်းကိုပရိသတ်ကစုချလိမ့်မယ်ဟုပြောလေသည်။ကောင်ကြီးပြောသည်မှာမှန်ပေ၏ မာမီသိန်းအတွက်စုတော်ငွေများကိုတစ်ဖွဲ့ဖွဲ့ရောက်ရှိလာလေတော့သည်စုတော်ငွေများသာမဟုတ်အရေးပါမစ္စတာဖော့စတာ၏သမီးစင်တီရာဖော့စတာကိုရိုင်းမာမီသိန်းအားရွှေဒစိရင်တို့တခုတက်ရောက်စုချလေတော့သည်ထို့ကြောင့်မာမီသိန်းသည်စက္ကန့်စင်ပေါ်မှာဆင်းခွင့်မရတော့ဘဲကလောင်ဂျီနှိုးနှင့်အတူခြားသောပြခွက်များကိုဆက်လက်ပြသရလေတော့သည်နောက်ဆုံးတွင်ကမန်နေဂျာဦးသာတို့ကမာမီသိန်းအားခေါ်ယူတွေ့ဆုံပြီးလင်ဟေးခလေးမင်းဘွဲဖွဲ့ကတော့ဟူမေးလေအကျွန်တော်ဘယ်ဖွဲ့ကမှမဟုတ်ပါဘူးခင်ဗျာဟုတ် မောင်မီသိန်းကပြန်၍ဖြေလေသည်ဖြစ်နိုင်မှာဟုကမင်းဆက်ကအဖွဲတကူကဖြစ်ပါလိမ့်မယ်နှုတ်မို့ဆိုရင်ဒါတော့ဘယ်လုံနိုင်မှာတော့အာကျွန်တော်ကအိမ်မလေးချင်းနဲ့ကျွန်တော်တို့ဆရာကြီးကပြပေးတယ်ဟုမောင်မီသိန်းကပြောလိုက်လေသည်အနေပါအောင်ကမင်းတို့ဆရာကြီးကဘယ်သူတဲ့တော့ဟုဥသာတို့ကပြန်၍မေးလိုက်လေသည်မစ္စတာဒေးဗစ်လို့ခေါ်ပါတယ်သူကတော့ခါယိုကျိုးနေပါပြီကျွန်တော်နဲ့အတူတငယ်ချင်းတယောက်လည်းရှိပါသေးတယ်သူလည်းကောင်းကောင်းတက်ပါတယ်ဟုမောင်မီသိန်းကပြောလေ၏ မစ္စတာဒေးဗစ်တလာအာအကြမှုရဲကွာလက်ဟောင်းခလောင်ကြီးတူပဲမင်းကတော့ဒုဖွဲ့နဲ့ဆက်ပြီးလိုက်မယ်မဟုတ်လားဟုမန်နေဂျာဦးသာတို့ကမေးလိုက်လေရာ အာကျွန်တော်ဆရာကြီးကိုမေးရအောင်ပဲခင်ဗျသူကခွင့်ပြုမှကျွန်တော်ကလိုက်မှာဟုမောင်ပြီးသိန်းကပြောလိုက်တဲ့အချိန်တွင်၎င်းမိနာမှခွင့်ပြုပါတယ်မောင်ရဲဟုပြောလိုက်တော့ဂျူးဘိုးကြီးအတန်ကိုကြားလိုက်ရလေတော့သည်မောင်ပြီးသိန်းလည်းဆက်ခနဲ့နောက်သို့လှည့်ကြည့်လိုက်ပြီးလင်ဦးလေးဟုခေါ်လိုက်လေခါကျုံနေသော၎င်းမိဆရာဂျူးဘိုးကြီးက လက်တွန်းလဲကလေးပေါ်တွင်ထိုင်လျက်ရှိလေသည်တိမ့်ပေကြီးကလက်တွန်းလဲကလေးကိုကာ၍မာမီသိန်းအားငေးမောကြည့်ရှုနေ၏ဂျူဖိုကြီးကအခွင့်ရေးပေါ်ရင်အီချင်းပြရမယ်ဆိုပြီးမင်းတို့ကိုခေါ်လာတာကမင်းကအခွင့်ရေးကိုမြင်တတ်တယ်တိတ်ကိုတော်တဲ့မာမီသိန်းပဲဆက်ကတစ်ခွဲလုံးပရိသတ်ရှေ့ထွက်ပြီးကျိုးတန်းလျှောက်ပြတဲ့ချိန်မှာမင်းကပရိသတ်တဲကနေပြုံးငနေထပြီးကျိုးတန်းဘော်ကိုတက်သွားတဲ့ချိန်ကစပြီးဆက်ကသမားကြီးဖြစ်သွားပြီးကပရိသတ်ကလည်းမင်းကိုဆက်ကသမားကြီးဖြစ်နေလက်ခံလိုက်ပြီးကွာ မင်းငါတို့နဲ့ပြန်မလိုက်ခင်နေတော့မင်းလည်းမင်းဆက်လျှောက်သွားပါဟုဂျူးဖိုးကြီးကတလုံးချင်းလေးနဲ့စွာပြောလိုက်လေ။သိမ့်ဖေကြီးကကျွန်တော်နဲ့မထည့်ဘူးလားဦးလေးဟုမမပြသိန်းကမေးလိုက်။အာသူ့ကိုထားခဲ့ပါကွာ။သူမရှိရင်ငါ့အတွက်အခက်ခဲရှိမှာကလည်းတချောင်ပြီးတော့သူဟာလူစွမ်းပြရမယ်အခွင့်လန်းကိုသူ့မျက်လုံးနဲ့သူ့ကိုယ်တိုင်မရှာတတ်သေးဘူးကွာဟုဂျူးဖိုးကြီးကပြောလိုက်လေသည်။ထိုကောင်မမပြသိန်းကလည်းသိမ့်ဖေကြီးထံသို့သွားပြီးလင်းတိုင်းဖက်လိုက်လေသည်။ထို့နောက် သိမ့်ဝေကြီးကဒါလေးတော့အမတ်တရားမင်းကိုပေးခဲ့ခြင်းနဲ့ဟုဆိုကာစင်တီယာဖော်စတာချိမြင့်လိုက်တော့ရွှေတစိမ့်ရင်တို့လေးအားသိမ့်ဝေကြီးအင်ကြီးတွင်ချိတ်တွဲ၍ပေးလိုက်သည်နနက်မိုးထိန်ထိန်လေးမိဖြစ်၍ဘွဲကြီးပြိတန်များပြန်ကြလေပြီအရှိဘက်မှထွက်ပြူလာသောရောင်နေသည်လောဂရက်တစ်ခုလုံးအားပတ်ပြန်၍ထားလေနနက်ခင်အေးရက်သည်တိမ်တိမ်မွေ့မွေ့ကလေးရှိလာသည်သိမ့်ဝေကြီးသည်ကျူဖိုးကြီးအားလက်တုံလဲကလေးတွင်တင်၍တွန်းကပြန်သွားလေသည်။မောင်ပြီးသိမ်းမှလည်းကျူဖိုးကြီးနှင့်သိမ့်ဝေကြီးကလက်ပြရင်းချမ်းရိတ်ခဲ့လေ ၎င်းရင်၌တိတိဆိုဆိုကြီးဖြစ်၍ကြံရည်လီတော်သည်လက်တွန်းလက်ကလေးမှဝေးသက်ထက်ဝေးသွားလီတော်သည်အနီအောင်ကောင်းငင်ပြင်ကြီးကိုနောက်ခံပြုလျက်အဆက်ကလေးတစ်ဆက်သည်ရွေးရှားနေသည်ထိုအဆက်ကလေးတစ်ဆက်သည်ခါးကျုံနေသောဂျူးဖိုးကြီးကိုတင်ဆောင်သွားသည့်လက်တွန်းလက်ကလေးနှင့်သိမ့်ဖေကြီးတို့ပင်ဖြစ်လေသည်မောင်ပြည်သိန်းသည်အနီအောင်နောက်ခံမှထိုအဆက်ကလေးဖြောက်ွယ်သွားသည့်အထိရင်တွင်း၌တိတိဆိုဆိုဝေးနာကြီးကိုခံစားရင်းဆက်ကယုံကြီးရှင်၌ငူငူကြီးရက်ရွေ့ကြံရည်ခဲ့လေသည် မမီသိန်းသည် Evergreen ဆက်ကဖွဲ့ခြင်းနှင့်လိုက်ပါသွားလေသည် Klaus ရာကြီးနှုတ်ဦးဖြစ်သောဆရာပမန်နှင့် Mr. Rajan တို့ကမမီသိန်းအားဆက်ကပညာများဆက်လက်တင်ကြားပေးလေသည်မမီသိန်းကထိုဆက်ကဖွဲ့ခြင်းတွင်ပညာများဆက်လက်စီပူရင်လောက်ကန်လာခဲ့ရာသုံးနှစ်တင်တင်ပြည့်ခဲ့လေပြီ၎င်းသည်ဥမမဲဆောင်မမြအရွယ်ကိုကျော်လွန်ခဲ့ပြီးဖြစ်အသက်မှာလည်း18နှစ်ပင်ရှိပြီဖြစ်လေသည်ဆက်ကဖွဲ့တွင်လည်းကောင်းငင်ပါသမားပြည်သိန်းဖြစ်နာမည်တစ်လုံးကောင်းစွာရနေပြီဖြစ်သည် ဘာမီသိန်းတို့ Evergreen ဆက်ကပွဲကြီးမှာလူကြိုက်များသက်ထက်များလာသည့်အားလျော်စွာအဖွဲ့အင်အားသည်လည်းတောင့်တင်းသက်ထက်တောင့်တင်း၍လာလေတော့သည်ယခင်ကမြင်းလိန်မာလောက်ကိုသာအုံပြုခဲ့ရသောဆက်ကဖွဲ့ကြီးကယခုကဆင်လိန်မာကြားလိန်မာချင်းသိမ့်လိန်မာများပင်ပါဝင်နေပြီဖြစ်သည်ထို့သောအင်အားတောင့်တင်းလာသည့်အချိန်ကျမှပင်မစ္စတာရာဂျန်ဟုခေါ်သောကလောင်တူသည်အဖွဲ့မှနှုတ်ထွက်ကအိန္ဒိယပြည်သို့ရုတ်တရက်ထွက်ခွာသွားလေတော့သည် ထို့ကြောင့်မာမီသိန်းတို့၏ဆက်ကဖွဲ့တွင်ကလောင်နေရာတနေရာလိုနေ၏ ထိုနေရာသို့မောင်ပြည်သိန်းကလည်းချိန်ရွယ်နေ၏အဘယ်ကြောင့်ချိန်ရွယ်ရသနည်းဆိုပါမူခလောင်းနေရာသည်စက္ကန့်၌ဘရင်အေဂရစ်နေရာမျိုးပင်ဖြစ်လေသည်မောင်ပြည်သိန်းသည်ဖြစ်ခွင့်ရှိလျှင်ဘရင်အေဂရစ်နေရာမျိုးကိုဖြစ်လို၏ထို့ကြောင့်ခလောင်းနေရာအတွက်မျက်ဆောင်တစ်ချက်ခဲကကြည့်ရှုနေခြင်းအတွက်မောင်ပြည်သိန်းအားနေရာကောင်းမဲ့ရန်ကောဟု၍အပြစ်တင်ရန်မရှိပေခလောင်းနေရာသည်စက္ကန့်အဖွဲ့တွင်၌ဂုံတိတ်ကအရှိဆုံးနေရာဖြစ်တဲ့ကဲ့သို့အခကျင်းဝင်အပြင်လည်းအမြင့်ဆုံးရရှိသောနေရာဖြစ်သည် လန်းကော်လူပြည့်ကြီးများဆောင်သောရည်စရာကောင်းသည့်အုတ်ထုတ်ချွန်ရှိရှိကြီးများမှာမှန်စင်းစင်းအားဖြင့်ဆက်ကအဖွဲ၏တရက်ဖူပင်ဖြစ်သည်ဆက်ကအဖွဲတွင် clown is crown လူပြည့်သည်ဘရင်ဖြစ်သည်ဟုသောဆိုရိုးစကားလည်းရှိလေသည် clown ဆရာကြီးဥပမန်ကမူမမီသိန်းတို့အား ever green မှာက mr rajan ကပြန်မာရန် clown ဆရာကြီးကသူကငှက်ထက်ပိုတက်တယ်ရေးရဲ့အကြောင်းရင်စွန့်စားရမယ့်နေရာမျိုးမှာလည်းသူကတကက်ကိုစွန့်စားပြနိုင်တာငါကတော့အသက်လက်ကြီးပြီး number 1 clown နေရာကို မလို့ချင်တော့ဘူးလုံလန်းမလုံနိုင်တော့ပါဘူးကွာမင်းတို့ကလေးတွေစူးစားကြပြီတော့ဟူ၍အားပေးလေသည်တို့ရရင်မောင်ပြီးသိမ့်ဖို့နံပါတ်1ကလောင်းနေရာရဖို့ရာလွယ်ကူသောအရာမဟုတ်ပြီ၎င်းနိုင်ပြန်ဘက်တူရှိလေသည် ထိုပြန်ဘက်မှာအသက်အစိတ်ခန့်သာသာရှိသော Freddy ဆိုသည့်ကောင်းငင်ဘာသမားတူးဝင်ဖြစ်သည် Freddy သည်မောင်ပြီးသိမ့်အားအကြောမပေးဘဲရှင်းပြနေသူဖြစ်၎င်းနေနေလည်းနံပါတ်1ကလောင်းနေရာကိုမောင်ပြီးသိမ့်ကဲ့သို့ပင်စိတ်တွင်း၌ကြိတ်၍ချိန်ရွယ်နေသူဖြစ်သည်မောင်ပြီးသိမ့်နှင့် Freddy တို့သည် နံပါတ်1ကလောင်းနီယာကိုချိန်ရွယ်နေကြသည်တောင်မဟုတ်အခြားချိန်ရွယ်နေသူတူလည်းဖြစ်သည် ထိုရာသီကမေရီဟုခေါ်သည့်ဆက်ကမန်လေးတူပင်ဖြစ်သည် ထိုမင်းကလေးမှမောင်မီသိန်းကိုပြိသက်တွင်မှထွက်၍ကျူရန်ဘော်သူတက်သည့်ခါတွင်လက်ကမ်း၍ကျူခဲ့သောမင်းကလေးပင်ဖြစ်ပြီး Evergreen ဆက်ကဖွဲ့ကြီးသို့စတင်လိုက်ရသောအချိန်တိုင်းမောင်မီသိန်းသည်အရွယ်မရောက်သေးထို့ကြောင့်၎င်းမှချစ်ကြိုက်သည်ဟုသောစိတ်မျိုးမရှိခဲ့ပေယခုအချိန်တိုင်းမောင်မီသိန်းမှချစ်တည်ကြိုက်သည် ချစ်စိတ်ကြိုက်စိတ်များနှိုးချွင်၍နေပြီဖြစ်လျာ၎င်းအနေနဲ့လည်းမေရီအားလွန်စွာမှစိတ်ဝင်စား၍နေလေသည် ဖြစ်သည်ထို့ကြောင့်မာမီသိန်းနှင့်ဖရက်ဒီတို့သည်ကလောင်းနံပါတ်1နေရာနှင့်မေရီ၏ချစ်ကိုတပြိုင်တည်းထဲချိန်ရွယ်နေကြသူများဖြစ်ကြပေသည်ပြန်ပတ်တို့၏သဘောတရားတိုင်းသူ့ကိုသူအလစ်မပေးဘဲကြိုးစားနေကြ၏မာမီသိန်းအားပရိသတ်တို့ကလက်ခုပ်တချက်တီး၍ဩဝါပေးလျင်ဖရက်ဒီကလည်းလက်ခုပ်တချက်တီး၍ဩဝါပေးခံရအောင်ပြန်၍ကြိုးစား အမှတ်ယူထားလေသည်ဤသို့ အပြိုင်ဆိုင်ဖြစ်နေကြသောအချိန်၌ပင်မောင်မီသိန်းတို့၏ Evergreen ဆက်ကဖွဲ့ကြီးသည်မန္တလေးမြို့၌ပြသရန်အကြောင်းပေါ်ပေါက်လာလေသည် ထိုကမန်နေဂျာဦးသာတို့က Cloud Number 1နေရာကိုတော့မန္တလေးမှာရွေးရမှာပဲပရိသတ်အများဆုံးဩဝါပေးရသူကိုတရဖူစောင်းပေးရမှာပဲဟုပြောလေသည် ထို့ကြောင့်မောင်မီသိန်းရော Freddy ပါမန္တလေးတွင်ပြသမည့်အစီအစဉ်အားစိတ်စောလျက်ရှိကြလေတော့သည်ဤသို့နှင့်ပင်ထိုနှစ်ဇန်နဝါရီလအတွင်း၌မန္တလေး၌ဆက်ကဖွဲ့ကြီးစတင်လေတော့သည် မန္တလေးပြည်သက်သည် Evergreen ဆက်ကဝက်ကြီးအားကြီးစုရန်အားခဲထားသည့်အလျောက်တခဲနဲ့လာရောက်ကြီးစုအားပေးကြကုန်သည်ပြတ်သားမည်နေ့နနက်ပိုင်းတွင်မေရီကပောင်ပြည်သိန်းအတွက်မန္တလေးစည်းကြိုတွင်မှစပို့ရှက်တစ်ထည်ကိုဝယ်ယူခဲ့ပြီးလေပြည်သိန်းအဲ့ဒါနေ့ကိုလက်ဆောင်ပေးတာဒီညနေဟာခလန်းဖြစ်မဲ့ညပဲဟုမေရီကပြောလေသည်ဒီလိုဆို နေငါကိုစုချတာပေါ့ဟုမောင်ပြည်သိန်းကပြန်၍မေးလေရာမေရီကစုချတာဆိုလဲဟုတ်ပါတယ်ခလန်းကြီးဖြစ်သွားတဲ့အခါမှလဲငါတို့ကိုတိတ်ပြီး ။စူလာချင်းလာမလို့အောင်လက်ထိုးတာဆိုလဲဟုတ်တာပဲပေါ့ဟုမခုတ်ဒီယိုလီပြန်၍ပြောလေသည်။၎င်းတို့ဦးစကားပြောနေသည်ကိုနှလုံးထက်၍ဆင်ထားသောတစ်သားကြီးနဘေးမှဖရက်ဒီကချောင်းရင်နားထောင်ရင်မှဲ့လာလေသည်။ဤသို့ဖြင့်ပင်ဆက်ကပြရန်ညပိုင်းချိန်သို့ရောက်ရှိတာလေသည်။မောင်မီသိန်းသည်စွတ်ကြဲသားဖြင့်ချုပ်ထားသောအင်ကြီးကျက်ပေါင်းမီကျက်တို့ကိုဝင့်စင်ထားလေသည်၎င်း၏အင်ကြီးပေါင်းမီတို့မှာကျက်သွေးရောင်များဖြစ်ဖရက်ဒီသည်လည်း မာပီသိန်းကဲ့သို့ပင်အစိမ့်ရောင်အင်ကြီးချက်ပေါင်းမီချက်ကိုဝင့်စင်ထားလေ၎င်းတို့အလံမရောက်မီ၌အခြားသောဆက်ကမောင်မဲများကပြိသက်ကိုအသုံးတော်ခံလေသည်ပြိသက်မှာမာပီသိန်းတို့ပြသမည်ကောင်းငင်ပါကိုလွန်စွာမှစိတ်ဝင်စား၍နေကြလေသည်အခြားသောပြကွင်းပြကွက်များကိုချီးရှုနေရတော့လဲကောင်းငင်ပါဘရော့ပြမှလည်းဟူသောအတွင်းများသည်ဖြစ်ပေါ်၍နေလေသည်ည10နာရီထိုးသောအခါ၌ဆက်ကအစီအစဉ်ကျင်းညာသူသည်အောက်ပါတိုင်းကျင်းညာလိုက်လေတော်သည်ရွှေပွဲလာ ပြိတကြီးမျောလင်ကြီးမျောလင်တောင်းတနေတဲ့ကောင်းငင်ပါကိုပြတာပါတော့မယ်အဲ့ဒီကောင်းငင်ပါပြခွဲမှာသုံးတော်ခံကြမယ်ကောင်းငင်ပါသမားနှစ်ဦးကတော့မောင်ကြီးသိန်းနဲ့ဖရက်ဒီတို့ဖြစ်ပါတယ်ခမညာကြီးညာသူကြီးစကားဆုံးတဲ့နေ့တပြိုင်တည်းထဲမောင်မီသိန်းနဲ့ဖရက်ဒီတို့ဒီတူ eleven ကို တူကဖက်ကဆင်ရှိသူထွက်လာပြီးလင်ပြိတက်ကိုခောင်းညွှန်၍အယုဒေပေးလိုက်ကြလေသည်သူကအစီအစဉ်ကြီးညာသူကဆက်လက်၍ကြီးညာပြန်လေ၏ ချက်တွေးအောင်ဝစ်စုံတဲ့ကောင်းငင်ဘာသမားကတော့မောင်ပြီသိန်းဖြစ်ပါတယ်ခင်ဗျာညာစင်းအောင်ဝစ်စုံတဲ့ကောင်းငင်ဘာသမားကတော့ Freddy ဖြစ်ပါတယ်ခင်ဗျာကျွန်တော်များရဲ့ကောင်းငင်ဘာမှပြတာမဲ့ပြွက်ခါဆိုရင်ရကန်းရက်တလို့ပါပဲခင်ဗျာရကန်းမှာလည်းအတိုင်းကြီးနဲ့ဖောက်ချီဆိုတာရှိပါတယ်တိုင်းကြီးမကောင်းရင်ဖောက်ချီဆိုတာရိုင်းတတ်ပါတယ်ဖောက်ချီမကောင်းရင်တိုင်းကြီးရွက်တတ်ပါတယ် တိုင်းကြီးနဲ့ဖောက်ချီရပေးယူတသားတဲ့ကြမှအစဉ်ပြေတဲ့အလုပ်ဖြစ်ပါတယ်ခင်ဗျာယခုမကြောင်ရင်ရွှေပွဲလာများရှုစားရမယ်ကောင်းငယ်ပါမှာလဲဖရက်ဒီကတိုင်းကြီးဖြစ်နေတော့ခံပါလိမ့်မယ်ခင်ဗျာမောင်ပြီးသိန်းကတော့ဖောက်ချီဖြစ်နေစွန့်စားပါလိမ့်မယ်ခင်ဗျာ မောင်ပြည်သိကောင်းကင်လေထဲမှာမျိုးမျိုးပုံပုံဆွဲရင်ပြတာနိုင်ဖို့အတွက် Freddy ကထိမ့်ပေးရပါလိမ့်မယ်။နှစ်ယောက်စလုံးဟာအလုံးတူရက်တူပညာတူတွေဖြစ်လို့မို့သူကတော့ဖောက်ချီလုံးမယ်။ငါကတော့ဖောက်ချီလုံးမယ်နဲ့ဇက်ကယုံနောက်မှာအရင်ပွားဘက်ကလေးဖြစ်သွားပါတယ်ခင်ဗျာ။အဲဒါကြောင့်ဇက်ကမန်နေဂျာဦးတာတို့ကိုယ်တိုင်ဖောက်ချီတိုင်းကြီးနေရာကိုလူကြီးဆန်ဆန်မြောက်ပန်းလန်ပြီးရွေးပေးကြရပါတယ်ခင်ဗျာ။ပြိတ္တကြီးမှာသူနေရာရောက်မှာဝါကနေရီမောလိုက်ကြလေသည်။ မောင်မီသိန်းနဲ့ဖရက်ဒီတို့မှမူကောင်းကင်ဘားရှိရာသို့ကျိုးလီကားဖြင့်အတီးတီးတက်၍သွားကြလေတော့သည်ဖရက်ဒီသည်ကျိုးနှချောင်းတွင်ကန့်လန့်ချိတ်ဆွဲထားသောဒုတ်တန်းကလေးတွင်ထား၍ကျိုးကိုရှေ့တို့နှောင်းရင်လွှဲ၍နေလေ၏အချိန်ရလာသောအခါ၌တန်းကလေးကိုတကောက်ခွက်ဖြင့်ချိတ်ခါဇောက်ထိုးလှန်ချလိုက်လေသည်ထို့နောက်ဇောက်ထိုးအနေထားတိုင်းလွှဲ၍နေပြန်လေသည် မောင်မီသိမ့်ပါမူတဖက်ရှိပြင်းများတန်းပေါ်တွင်မတ်တရက်၍ဘားရန်ကိုကင်ထားလေ၏ဖရက်ဒီကအစင်းသင်းဖြစ်ပြီးဖြစ်ကြောင်းလက်ခုပ်တစ်ချက်တီး၍အချက်ပေးလိုက်လေသည်ထိုကမောင်မီသိမ့်ကမတ်တရက်နေရာမှာဘားရန်ကိုခိုး၍နေတဲ့တွင်ကျွန်းထိုကဖရက်ဒီ၏လက်နက်ဖက်အားဖမ်း၍ဆွဲလိုက်လေတော့သည်ဖရက်ဒီကလည်းမြဲမြံစွာဖမ်းလိုက်လေ၏ပရိသတ်များမှာတဘောကြာလုံး၍လက်ခုပ်အောပါတီးကြလေသည်ထိုခါ၌ဖရက်ဒီကမောင်မီသိမ့်အားလွှဲ၍ပြစ်လိုက်လေသည်မောင်မီသိမ့်လည်းလေထဲတွင်ကျွန်းပစ်ခါ ၎င်းခုခဲ့သောဘာနန်ကလေးကိုဖမ်းဆုပ်လိုက်လေ၏ထိုချိန်၌မေရီသည်နီယောင်ဆက်ကဝတ်စုံကလေးကိုဝိ၍ကျိုးလီကတိုင်းတက်လာပြီးလင်မောင်ပြီသိန်းရက်သောပြင်းများဒန်းကလေး၌လာ၍ရက်လေသည်မေရီ၏လောက်တော်ဝင်မှာမောင်ပြီသိန်းလွှဲသောဘာနန်ကလေးအရှင်တည်သွားပါက၎င်းကကူညီ၍လွှဲပေးရန်ဖြစ်လေသည်ဖရက်ဒီသည်ဇောက်တို့နေသားမှနေ၍မေရီကိုလှမ်း၍မြင်လိုက်သည်။မောင်ပြီသိန်းနှင့်ဆင်တူတက်သွေးရောင်ဝတ်လာသောကြောင့်လည်းထိတ်မနိုင်ခဲများဖြစ်သွားလေ။ထို့ကြောင့်၎င်း၏စိတ်ထဲတွင် တိကျသေးတာပေါ့ဟူ၍ချိန်ဝါလိုက်မိလေသည်။မာမီသိန်းသည်လေထဲတွင်ဂျွန်ပြေ၍ဘားရန်ကိုခူကာမေရီရှိရာပြင်းများတန်းကလေးစီသို့ပြန်၍ရောက်သွားလေ၏။ထိုခါ၌မေရီကမာမီသိန်း၏ခါကိုလှမ်း၍ဖက်လိုက်လေသည်။ထိုကြည့်ရာကိုကြည့်ကဖရက်ဒီကချိန်မနိုင်ခဲများဖြစ်နေလေ၏။ယင်ထဲတွင်လည်းဘလောင်ဆူ၍နေလေသည်။ထို့နောက်ဒဇုံတစ်ခုကိုလေးလေးနက်နက်ကြီးဆုံးဖြတ်ချက်ချလိုက်လေတော့သည်။ထိုချိန်၌မှာပဲမောင်မီသိန်းသည်ဘားရန်ကိုလွှဲ၍လေထဲတွင်ဂျွန်ပြက်ခါဖရက်ဒီထံသို့တဖန်ရောက်ရှိလာပြန်လေ ဖရက်ဒီဒီသားကလေးနောက်သို့ယူလိုက်ရမောင်မီသိန်း၏လက်ကိုဖမ်းမမိပဲရှိနေလေသည်တို့ရရင်ဂျွန်းတပတ်လဲ၍ကြသွားသောမောင်မီသိန်း၏ခြေထောက်နှချောင်းကိုမူခြေချင်းဝဲမှအကြနာဖမ်းလိုက်မိလေ၏ပြိဿများမှဟာကနေဟင်းကနေဖြစ်ယုံတော့တာဖြစ်အထိပ္ပယ်ကိုနားမလဲပြီဆက်ကတွင်းရှိလူများကမူမတော်တဆဖြစ်သည်မဟုတ်ပဲဖရက်ဒီဒီအကွက်ကောင်တစ်ကွက်ကိုကြကြနာနာဖန်တီးလိုက်ကြောင်းကိုမန်နေဂျာဥစားတို့ကအစထမင်းချက်ကန်တာအစုံကောင်းစွာနားလည်လိုက်ကြလေသည် ဤနေသားမှာကောင်းငင်ပါသမားအချင်းချင်းတက်ပုတ်ရန်အကောင်းဆုံးခွက်ဖြစ်လေမယ်ရီဒီမောင်ပြီးသိန်းအတွက်တော်ပင်စိတ်ပူရေးသွားလေသည်ကလောင်ဂျီဥပမာမှာလည်းမောင်ပြီးသိန်းတို့နှစ်ဦးအားမော့ချင်းရင်ရင်းလိုက်တဒိတ်ဒိတ်ခုံ၍နေလေသည်မန်နေဂျာဥသာဒိုးသည်ပင်လင်းပြေးထွက်လာပြီးလင်းမော့ရေးကြည့်နေဖရက်ဒီဒီမောင်ပြီးသိန်းအားတည်ရန်ပေးနိုင်သောဆက်ရှင်တရားသူကြီးနေရာသို့ရောက်ရှိနေပြီဖြစ်သည်မောင်ပြီးသိန်းဒီလည်းအီချင်းရကိုကောင်းစွာသဘောပေါက်နေပြီဖြစ်သည်ဖရက်ဒီဒီဟန်မပြက်လွှဲရင်နေ မန်ပီသိန်းဒီလည်းဇောက်တိုးတွဲလောင်းကြီးလွှဲ၍လိုက်ပါနေရလေသည်ဘလို့လဲပီသိန်းမင်းကလောင်းနေရာကိုလိုချင်သေးသလားဟုဖရက်ဒီကခက်တိုးတိုးမေးလိုက်၏မလိုချင်ဘူးကွာမယ်ရီကိုပဲလိုချင်တယ်ဟုမန်ပီသိန်းကဖရက်ဒီမခံနိုင်မိစကားကိုပြောပြအောင်ပြောလိုက်လေသည်ထိုကားဖရက်ဒီကအသေးတက်ရမလားခါကျုံရုံမဲချိုးရမလားဟုအတန်မာမာဖြင့်ပြန်မေးလိုက်လေသည်မန်ပီသိန်းဒီအနှဲ့ငယ်တုံးလှုပ်သွား၏ထိုနောက်ခါကျိုး၍ဒုက္ခိတာဖြစ်နေသော၎င်း၏ဆရာကျူးဖိုးကြီးကိုမျက်စိနှာမြင်ရမိလေသည် ထို့သို့မြင်အောင်လိုက်သည့်နေ့တပြိုင်နက်တည်းဂျူးဖိုကြီးကအကျင့်အကျက်ကြရာတွင်အုံပြူရန်လေ့ကျင့်ခိုင်းခဲ့ပြီးသောလေ့ကျင့်ခန်းတစ်ခုကိုဖြတ်ခနဲတတိယလိုက်လေသည်သူအလွတ်နဲ့ကိုအထွတ်တစ်ထပ်ထဲကြရာတယ်ဒါမှလွတ်မယ်ဟုသောဂျူးဖိုကြီး၏စကားကိုလည်းကြားရမိလေတော့သည်ထို့ကြောင့်မပြင်းသိန်းကလွန်စွာအားတက်၍ပါလေသည်ခါကြိုးပြီးတေးကျင်နေကွာဟုဖရက်ဒီအာမခန့်ချင်အောင် ပြောလိုက်လေသည် ထို့ကောင်ဖရက်ဒီကရမယ်ရမယ်ဟုဆိုကအနှဲငယ်လွှဲပြီးလင်း အောက်တွင်ခံလာသောပိုက်တန်းလွတ်သည့်နေရာသို့ချိန်ရွယ်၍မောင်ပြီးသိန်းအားစောင့်ချလာလေတော့သည်မောင်ပြီးသိန်းကလည်းဖရက်ဒီလွတ်လိုက်သည်နှင့်တပြိုင်နက်တည်းဖရက်ဒီလက်ကိုကန်၍လေထဲတွင်ကော့ကဂျွန်းပြစ်လိုက်ပြီးလင်လေထဲ၌ပင်ဒိုင်မင်ထိုးချလိုက်ရာ၎င်း၏ခြေထောက်ကဖရက်ဒီမျက်နှာအားခက်မိသွားကအောက်ခံပိုက်အတွင်းသို့ချောမောစွာကျသွားလေတော့သည်ပိုက်ထဲတွင်နှစ်ကြိမ်သုံးကြိမ်များခုန်ပြီးနောက်မောင်ပြီးသိန်းသည် ပိုင်နှခမ်းစီသို့ရောက်သွားလေတော့သည်ကြည့်နေသောပြိတ္တများမှာဟင်ကနေဟာကနေဖြစ်ကုန်ကြလေ ဆက်ကသမားများမှမူပို၍အုပ်အုပ်ကြက်ကြက်ဖြစ်ကုန်ကြလေသည်မေရီမာလည်းမောင်ပြီးသိန်းတယောက်အသက်ဘေးမှလွတ်ကင်းသွားပြီဖြစ်၍ပြောနေလေ၏ကလောင်ကြီးဥပမာလည်းမောင်ပြီးသိန်းဤလက်ကိုကာ၍မင်းဒေဗီလိုအောင်မိနေတာဟုပြောလိုက်လေရာထိုချိန်၌ဖရက်ဒီက တွဲလောင်းဆွဲလျက်အနေထားမှနေ၍ဗဇက်အတွင်းမှသွေးများတက်တွင်တွင်စီးကြနေလေသည်။ဘောင်ပီသိရင်ခြေပြားကြောင့်၎င်း၏အောင်မေရိုးနှချောင်းသည်တွင်တွင်ကျိုးသွားခဲ့လေပြီ။သွေးများသည်ကောင်းငင်ဘာပေါ်မှတက်တွင်တွင်ကျရင်နေလေ၏။ဆက်ကသမားများသည်၎င်းအာမော့ကြီးကဥတုံအသေးတုံဖြစ်နေလေသည်။မိတို့များလည်းအကူအညီမပေးနိုင်မဲရှိကြလေ၏။နောက်ဆုံးတွင်ဖရက်ဒီသည်တတိမေကပိုင်အတွင်းသို့ကိုယိုကာယာကြီးပြုတ်ကျလာလေတော့သည်။ပရိသတ်မှလည်းရောင်ရမ်း၍ဝူးကနေဝါကနေထ၍ဩကြလေသည်။ထို့ကား စီစဉ်ကြင်ညာသူကရွှေပွဲလာပြိတ္တများခမကျွန်တော်များဆက်ကလုပ်ငန်းကအခုလိုပဲတခါတရံမှာကတိကတံအချက်အတဲကလေးတွေခြေကျော်လက်ကျော်ကလေးတွေဖြစ်တတ်ပါတယ်ခမမောင်ပြီသိန်းနဲ့ဖရက်ဒီတို့ဟာညီရင်ကိုရီလိုဖြစ်ကြပါတယ်မောင်ပြီသိန်းကချိန်သားမကြိုက်ဖဲရောက်တိုးဖြစ်သွားတဲ့အခါမှာဖရက်ဒီဟာသူ့ညီလေးမောင်ပြီသိန်းအတွက်အလွန်ပဲစိုးရိမ်ခဲ့ပါတယ်ဒါကြောင့်ပြန်ပြီးမလွှဲခင်မှာဖရက်ဒီကသူ့ညီကလေးကိုဘယ်လိုလွှဲရမလဲ ။ဘားတန်းကိုမိအောင်ဘလို့ကြိုးစားရမယ်ဆိုတာကိုတွတ်တွတ်သင်နေပါတယ်။အဲ့ဒီလိုအကြနာသင်ပြီးတော့မှမောင်ပြီးသိန်းကလေးကိုပြန်ပြီးလွှတ်ပေးလိုက်ပါတယ်။မောင်ပြီးသိန်းကလည်းဘားတန်းကိုမိလုံးမိညာကြိုးစားပါသေးတယ်။ဒါကြောင့်ပြန်ပြီးကော့တက်တဲ့အခါမှာမောင်ပြီးသိန်းရဲ့ခြေထောက်က Freddy ရဲ့မေးစီကိုအမှတ်မထင်ခက်မိသွားပါတယ်ခင်ဗျာ။ Freddy ရဲ့မေးကလည်းနင်းနေချောင်သွားပါတယ်ခင်ဗျာ။အခုတော့ယုံနောက်ဘေးမှာကြက်ထုပ်ထိုးနေပါတယ်ခင်ဗျာ။နှစ်ပြန်ညမှာတော့အတုံးတော်ခံနိုင်မှာပါခင်ဗျာ။ ဟူ၍ပြိတ္တအားအတီးပေါင်းနှင့်လိန်ညာလိုက်လေတော်သည်ထို့နောက်တွင်ကပြိတ္တကငြိမ်သက်သွားရန်အတွက်အခြားသောပြကွက်များကိုပြသရင်ပွဲကိုထိန်းလိုက်ရလေသည်ထိုပြကွက်များ၄၅ခွက်ပြပြီးသောအခါ၌ဆက်လက်ပြသရမည့်ပြကွက်မှာကလောင်းနူးနံမှ၄ဦးဖြစ်ကတပ်ပုတ်ခမ်းမင်ဖြစ်လေ၏ထို့ကြောင့်ဆက်ကယုံဤနောက်ဖက်တွင်ကလောင်းသစ်တူရွေးချယ်ပွဲအတွက်လှုပ်လှော်ရွရွဖြစ်၍နေကြလေသည်ကလောင်းဥပမန်ကဟေးမောင်မီးတဲ့ဘာငိုင်းနေတာလဲကွာနောက်လာမယ့်အခန်းမှာ Crown Square Fighting လေးအဲ့ဒီတွင်မင်း Cloud ဝန်ဆောင်တွေဝစ်လေကွာဟုပြောလိုက်တဲ့ပြင်မောင်မီသိန်းကကျွန်တော် Cloud ဖြစ်ပြီလားဆရာဥပမန်းဟုလှမ်းရင်မေးလိုက်ရမန်နေဂျာဥသာတို့ကအာဒါပေါ်ကဝစ်တော့ဝစ်တော့ဝစ်တော့ဟုဆိုတဲ့ပြင်မောင်မီသိန်းလည်း Cloud အင်ဂျင်ပွားကြီးနဲ့ဗောင်းမီပွားကြီးကိုယူ၍ဆွတ်ရလေသည်ပြီးလင်မျက်နှာ၌မြေပြူမှုန့်များတုတ်လင်းကနှာခေါင်းတစ်ခုလုံးကိုစင်းနေများဆွတ်ရလေဗဇတ်တော်ဝိုက်တွင်လည်းစင်းနေများဆွတ်ရလေသည်မပီသိန်းတို့တို့ပြုတ်လုံနေသည်ကိုဆက်ကတခွေသားလုံးလာရောက်၍ဝိုင်းအောင်၍စိတ်ဝင်စားစွာကြီးစုနေကြလေသည် ထို့ကားဆလောင်များဆောင်းရန်အုတ်တော်ချွန်ရှင်ရှင်ကြီးကိုဥပမန်ကယူ၍မေရီလက်သို့ပေးလိုက်ပြီးမှဆောင်းပေးလိုက်တော့ဆောင်းပေးလိုက်တော့ဟုပြောလိုက်လေမောင်ပြီးသိန်းကကားကိုညွတ်ပေးလိုက်လေသည် ထို့ကားမေရီကဘရင်ဧဂရင်အားတရုဖူဆောင်းပေးသည့်အလားမောင်ပြီးသိန်း၏ဥခေါင်း၌အုတ်တော်ချွန်ကြီးကိုဆောင်းပေးလိုက်လေသည်တို့တို့ဆောင်းပေးလိုက်သည်နေ့တပြိုင်နက်တည်းဥပမံဥသာတို့တို့ကလက်ခုပ်တပြိုင်နက်တည်းတီးလိုက်ကြလေရာဆက်ကဖွဲ့သူဖွဲ့သားများလည်းတပြောင်းပြောင်းလက်ခုပ်အော်ပါပေးကြကုန်လေသည် မောင်ပြီးသိန်းဒီဥပမန်ဘက်သို့လှက်၍ကြီးလိုက်လေဥပမန်ကလည်းခေါင်းကိုညွှတ်၍မောင်ပြီးသိန်းအားအယုတ်သေးပေးလိုက်လေသည်ထို့နောက်မောင်ပြီးသိန်းဒီမန်နေဂျာဥသာတို့အားကြီးလိုက်ပြန်၏ဥသာတို့ကလည်းခေါင်းကိုညွှတ်၍မောင်ပြီးသိန်းအားဘရင်တစုအေဂရစ်တပါအလာပြိုင်သူခေါင်းညွှတ်၍အယုတ်သေးပေးကြကုန်လေသည်ထို့ကဥပမန်ကမောင်ပြီးသိန်းဆက်ကအဖွဲအစင်လာတိုင်းမင်းကတရဖူဆောင်ကလောင်းတစုဖြစ်သွားပြီဒီဆက်ကအဖွဲကြီးရဲ့တုတ်တရာတုတ်တဲ့ចောင်းကမင်းပေါ်မှာတာဝန်ရှိသွားပြီ ငါကအစဒီအဖွဲသားတွေအားလုံးမင်းရဲ့နောက်လိုက်တေးကြီးပဲအဖွဲကြီးကောင်းစားတစ်ထက်ကောင်းစားရအောင်မင်းဆောင်ရွက်ပြီးတော့မင်းပါဇက်ကစကားတခွန်းကရစသံမဲအမိတ်မဲငါတို့အားလုံးကတက်သွေးမတိန်လိုက်နာကြမှာဖြစ်တယ်ဟုလေးလေးနက်နက်ပြောလိုက်လေသည်ထိုကားမောင်ပြီသိန်းကကျုပ်ကဆက်ကပညာနဲ့အသက်မွေးနေသည်မြဒီအဖွဲကလွဲပြီးတခြားတစ်ဖွဲ့ကိုပြောင်းသွားဘူးအဖွဲကြီးတစ်ခုလုံးကိုကြောသားရင်သာမခွဲခြားဘူးဒါပါပဲ ကိုနေရာကိုပြန်ပြီးလောက်စရာရှိတာလေးဆက်လုပ်ကြပါဟုအမိန်ပေးလိုက်ရာဆက်ကအဖွဲ့သူဖွဲ့သားများသည်မောင်ပြီးသိန်းအားအယူသေးပေး၍ထွက်ခွာသွားကြလေတော့သည်မောင်ပြီးသိန်းလည်း၎င်းဝေစားလဲရသူရောက်လာပြီးလင်မှန်နေ၌၎င်း၏မျက်နှာကိုကြည့်လိုက်လေသည်ရည်စရာကောင်းလာသောမျက်နှာနှင့်စောင်းထားသော အုတ်ထုတ်ချွန်ချွန်ရှိရှိကြီးကိုတွေ့ရသောအခါရင်ထဲတွင်တမျိုးကြီးခံစားလိုက်ရလေထို့နောက်ငယ်ရစဉ်ကအเจ้าတွင် မြေပြူကို၆ခုမဖြေနိုင်သဖြင့် အုတ်ထုတ်ရှိရှိချွန်ချွန်ကြီးကိုဆောင်း၍အဆက်ခွဲခံရသောအဖြစ်ကိုပြန်လဲတွေးတော့မြင်အိုးအဲ့ဒီတုန်းကတော့အုတ်ထုတ်ချွန်ချွန်ရှိရှိကြီးဆောင်းရတဲ့အတွက်ငါကအတော်ပဲစိတ်ဆင်းရဲခဲ့ရတယ်အခုတော့ဒီလိုအုတ်ထုတ်ရှိရှိချွန်ချွန်ကြီးကိုဆောင်းရဖို့အတွက်ငါကအသက်ကိုလဲပြီးကြိုးစားခဲ့ရပါလားတော်တော်ကိုထူးဆန်းတဲ့အဖြစ်ပြက်ပဲဒီအုတ်ထုတ်မျိုးကြီးကိုမဆောင်းခြင်းလို့အเจ้าကထွက်ခရရတယ်အိမ်ကထွက်ပြေးခရရတယ်ပြီးတော့မှငါက မနာမနေစ조사ပြီးအသက်ကိုရင်ပြီးဒီအုတ်ထုတ်ချွန်းချွန်းရှိရှိကြီးကိုစောင်းရအောင်ပြန်လုပ်ခဲ့တယ်။ငါဖြစ်ကရည်စရာလားဒါမှမဟုတ်ငိုစရာလား။အော်ငါဟာဘလို့တတ်တော်မျိုးပါလဲဟုတွေးမိလေသည်။ထိုချိန်နိုင်မှာပင်အစီအစဉ်ကျင်ညာသူကယခုမကြာမီတင်ဆက်မဲ့ခန့်ကန်တာကတော့ကလောင်ကြီးနုရဲ့ပျော်ရွှင်ပွဲရနပန်းပွဲပဲဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီမှာတခုအစီအញံခံလို့တာကတော့ကျွန်တော်တို့ရဲ့ Evergreen Set ကအဖွဲကြီးမှာပြီးခဲ့တဲ့6လကလေးကူက နံပါတ်1ကလောင်နေရာကလစ်လက်ခဲပါတယ်တမ်းပန်းအပြင်ကြည့်မယ်ဆိုရင်လူပြက်တယောက်လုံနေချင်းမဖြစ်ပါရခင်ဗျဒါပေမဲ့ဆက်ကအဖွဲ့နည်းနဲ့ပရမာဒန်ကလောင်တယောက်လုံနေချင်းကအင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်ဘာနဲ့တူးတယ်လဲဆိုရင်ရှင်ပြင်းမရှိတဲ့အတိုင်းမီလို့ဖြစ်နေပါတယ်ဒါကြောင့်စောစောကရင်းမဲ့ပရမာဒန်ကလောင်နေရာကိုထိုက်တန်ဆုံးလူကိုရွေးချယ်လိုက်ပါရခင်ဗျဆက်ကအဖွဲ့နည်းနဲ့ပရမာဒန်ကလောင်ရွေးချယ်ခြင်းကဘယင်းတစုရွေးချယ်လိုက်ခြင်းမဖြစ်ပါတယ်အဲ့ဒီရွေးချယ်ခံရတဲ့ပုံကတော့တခြားသူမဟုတ်ပါဘူးခင်ဗျပြည်သက်တဲဆွဲ ကောင်းကင်ဘာကျွန်းသမားမောင်ပြီတိမ်မဲဖြစ်ပါရခင်ဗျာစီစဉ်ကျင်ညာသူဤစကားဆုံးသွားသည်နှင့်တပြိုင်နက်တည်းပြိတက်ကပါမောင်ပြီတိမ်အောင်လက်ကုတ်အော်ပါပေးကြလေတော့သည်ထိုချိန်၌ခလောင်းဝင်ဆောင်ဝစ်စင်ထားသောမောင်ပြီတိမ်နှင့်ဥပမန်တို့သည်ဆင်ရှိသူထွက်လာပြီးလင်ပြိတက်ကိုအယုတ်သည်ပြုတ်လေထို့နောက် ဥပမာန်ကမောင်မြသိန်းအားဥခန့်ကိုညွှတ်၍အယုသည်ပေးလိုက်လေသည်ပြီးလင်ဒူးဘော်ဒူးခုံတက်ကတပ်ပုတ်ကြလေတော့သည်ဒိုးဒိုးတပ်ပုတ်ရင်၎င်းတို့နှစ်ယောက်ကြားတွင်အခြားသောကလောင်းတယောက်ပေါ်ပေါက်လာလေတော့သည် ထို့ကြောင့်ကလောင်းသုံးယောက်တပ်ပုတ်ကြလေဒိုးဒိုးတပ်ပုတ်နေရာမှာတပံနောက်ထပ်ကလောင်းတယောက်ပေါ်လာပြန်သည်ဖြင့်ကလောင်းလေးရောက်အကျိန်နဲ့တပ်ပုတ်ကြပြန်လေသည်ထို့သောတပ်ပုတ်နေရာမှာဆက်ခနဲ့ရက်လိုက်ရာစင်မောနိုင်ကလောင်းလေးရောက်မဟုတ်တော့ပဲ ကလောင်းနှစ်ယောက်သာကြမ်းရှိလေတော့သည်ပြီးလင်မောင်ပြီးသိန်းနှင့်ဥပါမန်တို့သည်၎င်းတို့၏နောက်၌ဂျိတ်နှင့်တွေ့ထားသောကလောင်းအင်ဂျီအပေါ်တစုံစီကိုပြည့်တက်အားခါရွေ့ပြလိုက်လေရာပြည့်တက်ကလည်းနှစ်ယောက်ထင်အောင်တရုပ်ဆောင်ပြသည့်အတွက်လွန်စွာမှနှစ်ချိုက်သဘောကျသွားသည်ဖြစ်လေရာနားကွက်လူမတက်လက်ခုပ်ဩဘာသားများပေးကကောင်းချီပေးအဟစ်ကြလေတော့တည်းနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ